ကဲတနိုင်ကလုံးဒုက္ခရောက်ရမယ်အဖြစ်ကိုမင်းအောင်လှိုင်တို့ကဖန်သီးလိုက်တာဗျာမနေ့ကမီနီမီချောဖွဲ့ဖွဲ့အဖမ်းခံလိုက်ရတယ်ပေါ့နော်ဖွဲ့ဖွဲ့ကတော့အလုံးလေးတီထားကြတဲ့အချိန်ပါပဲသူကပရိသတ်တွေကိုတတော်ချစ်တယ်ဗျာသူရဲ့ပရိသတ်တွေမျက်နှာပြည့်စုံမဲ့အလုပ်မျိုးကိုလှုပ်တာရှားတယ်ပေါ့နော်ဆိုတော့သူရဲ့ဒါကျွန်တော်တို့ဟိုညမဝမ်းဝဲဖြစ်တဲ့ဒီဝုံမုံရွှေရင်နဲ့လုံးဝကိုကွာခြားတာကကြတော့စစ်ကုံစီကိုဘောမတာပဲနော် ဘဘွေးကအရင်လည်းမချမ်းသာဘူးဗျာဟိုဘယ်လိုပြောရမလဲပြီးတခါကျတော့သူချစ်ချဲ့ခဲ့တဲ့သူကလည်းအရင်ချမ်းသာခဲ့တဲ့သူလည်းမဟုတ်ဘူးဘာသာခြားလေးဖြစ်တယ်ဆိုတော့လူမျိုးဘာသာမခြားတဲ့ဟိုဘာသာเนาะမခွဲခြားတဲ့ဒါအင်မတန်မှမုံမြတ်တဲ့အမျိုးသမီးဖြစ်တယ်ပေါ့နော်ဆိုတော့ဦးမွန်ရွှေကတော့ကျွန်တော်မကောင်းပြောရတော့မဟုတ်ဘူးသူကကျတော့ crony ကိုယူထားတာဗျာလူတက်တဲ့ crony ကိုယူထားတဲ့သူဆိုတော့ပြည်သူတွေเนาะသူ့ပုံမှာတသက်လုံးအားပြီးလာခဲ့သမျ သူ့အချောင်းနဲ့သူပေါ့နော်ဒါတော့မပြောချင်တော့ပါဘူးထားလိုက်ပါတော့ဒီနေရာမှာလက်ရှိအချိန်မှာဇက်ကားအရရအဆုံးသူကဝိုးမုံရွှေကြီးပဲဖြစ်တယ်ဗျာတော့ကျွန်တော်ပြောမယ်နော်ကျွန်တော်ပြောပြီဝိုးမုံရွှေကြီးပဲဇက်ကားအရရအဆုံးတော့သူဖြစ်တယ် ကျွန်တော်တို့ဖူးဖွေးကတနစ်ကိုဇကားဇကားတော်မရိုက်ဖူးတော်ဘူးเนาะလုံခဲ့တဲ့လကပဲเนาะကျွန်တော်တို့လုံခဲ့တဲ့လပိုင်းကပဲဇကားဇကားပဲဒီနေ့ထဲမှာယုံတင်တာဇကားကရိုက်ကူးတာကနေအနားယူတာကြာပြီဗျာခေါ်မယ်ဆိုရင်ဝိုးမုံရွှေကို campaign လုပ်ဖို့ခေါ်ရမှာเนาะအခုကအနုပညာလောကကနေအနားယူသွားကြပြီဖြစ်တဲ့အိန္ဒြာကျော်စင်တဲ့ပြည်သူခေါ်ရဗျာပြည်သူဘက်မှာအများနဲ့ရက်တည်နေတဲ့ဖူးဖွေးကိုခေါ်ရဗျာအလင်းရောင်ကိုခေါ်ရဗျာเนาะသူတို့ကဖုံးမကန်ဘူးတဲ့เนาะဆိုတော့ အဲ့ဒါကြောင့်စနေပြည်သူကတော့အစတုန်းကနော်ကျွန်တော်တို့ဖန်ခံခဲ့ပေမဲ့နောက်ပိုင်းမှာတော့ပြန်လဲပေါ်မှာတယ်ပေါ့နော်သူတို့ကတော့ဟိုပါဝင်မယ်ပူပေါင်းမယ်လို့ပြောထားတယ်လူမင်းကဖိုးမကန်ဘူးဗျာဆိုတော့လူမင်းကလေတောင်းဆန်းစုကြည်နေများဆိုတာကျွန်တော်ရင်းနှီးကလူတိုင်းသိဆိုတော့အနေထားကပြည်သူတွေဒုက္ခရောက်အောင်သူတို့သူတို့ပြောတော့သူတို့ပြောတဲ့ပါတီစုံဒီမိုကရေစီဆိုတာဘာလဲဆိုတော့တော်တော်လေးကိုထိတ်လန့်မှုကောင်းနေပြီနော်ပြီးတော့ကျွန်တော်တို့ဘယ်လိုပြောမလဲ ပြောတာပေါ့နော်ဒီရေကောက်ပွဲမှာမဲမထဲတဲ့မိသားစုဝင်တွေကလာဟိုလူငယ်လေးတွေကိုပေါ်သာဆွဲမယ်ပေါ့နော်စီမူထမ်းမှုခေါ်သွားမယ်ဆိုပြီးရေပေါ့ရေကောက်ပွဲမှာပါဝင်ဖို့တဲ့ချိန်ချောက်မှုတွေတော့ရှိတယ်ဆိုတော့တနိုင်ကလုံးဝလေစိတ်ညစ်နေကြပြီဗျာဒီရေကောက်ပွဲနားလာဟိုတနိုင်ကလုံးဒုက္ခရောက်စေမယ်အဖြစ်မျိုးကိုတော့ကျွန်တော်မလိုချင်ကြဘူးမကြခင်မှာတော့ယူကောက်ပွဲရတခုခုဖြစ်မယ်ဆိုတော့သီးချနေတာဖြစ်တယ်เนาะဟိုတော်လိုင်းဘက်သောသားတွေကတော့တော်တော်လေးကိုအကျိတ်နေကိုစိတ်ပြုံနေကြပြီလေဖြစ်ပါတယ်